ဂျပန်စံစပန်းစိနှုံမြင့်တက်ခြင်းပြဿနာများကြောင့်အခွန်မူဝါဒပြောင်းလဲပေးရန်အစိုးရကိုတောင်းဆိုမှုများပြားဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ဂျပန်မှာဖြစ်နေတဲ့စံစဘာပြဿနာကြောင့်အခွန်ပေါ်လစီပြောင်းလဲပေးဖို့တောင်းဆိုမှုများလာကထုံးလုံနိုင်စွမ်းအပိုင်းနဲ့နိုင်ငံလေယာခန်းနာစီးပွားဖြစ်လုပ်ကိုင်းနေခြင်းကိုကန့်တတ်ဖို့အပိုင်းတွေမှ ပြဿနာများကို ထောက်ပြလာကြပါသည်။ ်ဆန်စင်းနှုံးများတက်နေခြင်းကိုရှော့ချဖို့အတွက်ဂျပန်အစိုးရကယခုရက်တွေမှာတူလောင်ဆန်တွေကိုရောင်းချဖို့ဆုံးဖြတ်ထားပါတယ်နိုင်ငံတဝမ်းမှာပြန်ပြဆန်စိနှုံးက9ကီလိုဂရမ်ကို4260ရန်ဖြည့်ရောင်းချနေပြီးပြီးခဲ့တဲ့ရက်တစ်ပတ်ကထက်25ရန်ကျဆင်းလာပါသေး။ဒါပေမဲ့ယမန်နှင့်ကာလာကားထက်စာရင်ထော့ဈေးနှစ်ဆလောက်ဖြစ်နေစေဖြစ်ပါသေး။ ်ဒီလိုမြင့်တန်နေပေမဲ့ဂျပန်အစိုးရကထောစပါတောင်းသူများကိုကာကွယ်ပေးဖို့ဖန်တီးထားတဲ့အတိုင်းသားတွေကိုပြောင်းလဲပေးဖို့ညှင်းဆုံနေကြပါတယ်။ အစိုးရကနှစ်စဉ်စံတန်းချိန်9300ကို အခုမဲ့တင်သွင်းနေပြီးတန်းချိန်တသိန်းကိုတော့မရှိမဖြစ်စားစရာအတွက်သတ်မှတ်ထားကကျန်တာကိုစမ်းမုတ်လိုမျိုး စားစရာများပြုလုပ်ဖို့အတွက်ခွဲရန်ချထားပါတယ်။ဒေချာမနှိုင်းရှင်ရသေးပေမဲ့ပြည်တွင်းစံတွေကတင်သွင်းစံတွေထက်ဈေးပိုတက်တာမယ်လို့ထင်နေကြောင်းဂျပန်ဈေးဝယ်သူတအူးက CCTV ကိုပြောပါတယ်။ အစိုးရမှစံထွေရပေါ်မှာအခွန်နှုန်းမလျှော့ချလူထားကဂျပန်လဲယာစိုက်ပျိုးရေးကော်ပိုရိတ်တီ GA ရဲ့အကျိုးစီးပွားကိုကောက်ွက်လို့တဲ့သဘောဖြစ်ပါတယ်။ ်ဂျီအေဟာပြည်တွင်းလှေယာတွေကိုကောက်ွယ်ဖို့အတွက်နိုင်ငံခြားဆန်များတင်သွင်းခြင်းကိုကန့်ကွက်နေတာပါဂျီအေဟာဂျပန်တောင်သူတွေရဲ့အကျိုးစီးပွားကို ရှေ့ရှုတာဖြစ်ပေမဲ့ခဏသာသာအကူအညီဖြစ်နိုင်ပြီးလေယာစိုက်ပျိုးခန္ဓာကြီးရဲ့အထူးကပြဿနာတွေဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ဂျပန်ဖြန့်ချီစီးပွားရေးအဖွဲ့အစည်းမှဦးဆောင်သူတွေသည် ရှူစကဲအိုရီကာဆာက ပြောသွားပါတယ်လို့သိရပါတယ်ရှင်။